တိုင်းဒါဖြင့်ဘုရားထိုင်တော့မယ်ဘုရားခန္ဓာလူဆရာခန္ဓာလူပြီးဒီကလာသီလလေးပြည့်စင်အောင်ဆောက်တည်ထားပြီးတရားပေးတော်မူပါဆိုတာတောင်းပြီးတရားထုတ်တော်မယ်ဆိုလို့ရှိရင်ဖြင့်ကိုယ်ကိုယ်ကိုတရားမစနိုင်မင်းသည်သာရိယာမရှိလို့တရားထုတ်ပြီးမဟုတ်ဘူးကိုယ်ကိုမြောက်ပေးရမှန်ပါဗျာ။သာဇာမရှိလို့တရားထုတ်သည်မဟုတ်ပါဘူး။မှန်ပါဗျာ။ဝတ်ဇာမရှိလို့တရားထုတ်သည်မဟုတ်ဘူး။မှန်ပါဗျာ။နေဇာတန်ဇာမရှိလို့တရားထုတ် ဒီဘဝကောင်းစားရေးဟိုဘဝကောင်းစားရေးကိုအလိုရှိလို့ကြားထုတ်ဒီဖို့ပါဘုရားဒီဘဝမလားအန္တရာယ်ကင်းလို့ဖေးရှင်းအောင်ပေါ့ဗျာနောက်ဘဝလည်းလူချမ်းသာငါချမ်းသာကောင်းစားရေးဒါကိုလူရှိလို့အားထုတ်ဒီမဟုတ်ဘူးဆိုမှတဏှာကတဏှာဒိဋ္ဌိကပယ်ပြီးသားဖြစ်သွားဩတော်တော်ရေးကြည့်ပါလားဆိုတော့ပေါ်သေးဘူးလားပေါ်ပါဘူးခင်ဗျ gain ဒါဖြင့်မိမိစိတ်ကိုမိမိကိုယ်ကိုအတိအကျဥပအောင်ထားရအောင်မယ်ပေါ်ပါဘူးခင်ဗျ မင်းဒီကိုတရားထုတ်တော့မယ်လို့ဆိုလို့ချင်းစားစရာမရှိလို့ငါတရားထုတ်ဒီမဟုတ်ဘူးပြင်ပေးဝတ်စရာမရှိလို့နေစရာတိုင်းစရာမရှိလို့ဒီဘဝကောင်းစားရေဟိုဘဝကောင်းစားရေအလိုရှိ၍ဇာတိမှလွတ်လို့လို့ဟောဇရာမှလွတ်လို့လို့ဗျာတိမှလွတ်လို့လို့မရဏမှလွတ်လို့လို့ပြိတိနေတော့ပဲ နေခြင်းပဲဥခြင်းပဲနာခြင်းပဲသိခြင်းပဲဆိုတော့ဘေးဒကာယန္တကာဆိုတာတွေလွတ်လို့လို့တာလင်းအထုတ်ပါတယ်ဆိုပြီးကာလအထုတ်ကြည့်ကြပါဘုရားဘဝတဏပိုင်းတော့မရဘူးဘုရားဒီကံဒီဘဝဆိုဘဝကိုအလိုရှိလို့အထုတ်ရင်ဒါမရနိုင်ဘူးဘုရားဘယ်နဲ့ကြောင့်မရနိုင်တော့ဆိုတော့တရားတော်ကလုံးဉာဏ်ရင်မိသားပုဂ္ဂိုလ်တွေဖြစ်နေတော့သိပြီ။ဤဘဝ ကောင်းစားရေးဆိုတော့ဣခဏခင်တဲ့တဏှာပါလားမှန်ပါဘူးဘောဘဝကောင်းစားရေးဆိုတော့ဟောဘဝခန္ဓာတည်းတဲ့ကောင်းစားခြင်းတဲ့တဏှာရောမှန်ပါဘူးအဲဒါပိုင်တရားထုတ်လို့မရဘူးမှန်ပါဘူးဒါပိုင်တရားထုတ်လို့မရဘူးတချို့တရားဓမ္မတွေကမသိသေးတော့ဟောတရားထုတ်ကြဒီကားလို့ဆိုလို့ချင်းပြင်ပြစ္ဆုတ်ဘာလဲကောင်းပြစ္ဆုတ်ဘာလဲအဲတရားထုတ်လို့ချင်းကျမ်းမှချမ်းသာလာတာပဲလို့ဒီလိုမယူလိုက်ပါနဲ့သူ့ဟာသူကျမ်းမာတာကတော့ဘုန်းကြီးတို့ကမကန့်မပါဘူးကိုယ်အလိုရှိတဲ့တဏှာမပါစီနဲ့ သူဟာသူနိဗ္ဗာန်မရောက်လို့နတ်ရသူတွေရောက်သွားတာကိုလည်းမကန့်ကွက်ပါဘူး။သို့တော့ကိုလိုခြင်းလို့အာထုတ်တဲ့အထက်မပါရှိနဲ့။ကိုလိုခြင်းလို့အာထုတ်လို့ရှိရင်တဏှာဒိဋ္ဌိပါပါလိမ့်။သဘောပါကြ။ဒါဖြင့်ပုဂ္ဂိုလ်ကအခုပြောခဲ့တယ်မင်းဒီယခုတရားထိုင်တော့မယ်တရားထုတ်တော့မယ်ဆိုတော့စသည်မရှိတော့တရားထုတ်တာလည်းမင်းမဟုတ်ဘူး။ ဘုရားမရှိလို့တရားထုတ်တာလဲမှန်ပါဘူးနေရခြင်းကြာမရှိလို့မှန်ပါဘူးတရားထုတ်တာလဲမဟုတ်ဘူးဟိုဘဝဒီဘဝကောင်းစားရေးလူရှိလို့မှန်ပါဘူးဓာတိကရာမရဏတို့မှာလွတ်လို့လို့အဲ့ဒီစိတ်ကလေးတစ်လုံးနဲ့အာထုတ်ဆက်ပါလေအဲ့ဒီစိတ်ကလေးတစ်လုံးနဲ့ကိုယ့်ကိုယ်ကိုအဓိပတိထားပြီးအာထုတ်လိုက်လို့ရှိရင်ဒကာဓမ္မတို့တဲ့ မြန်မြန်လေးဖြစ်ပြဲအနိစ္စကြီးမြင်ပါလိမ့်မယ်မြန်မြန်လေးမဲ့ဆိုင်တယ်ဘာကြောင့်တဏှာကလုံးဝမှမချမ်းရတော့ဘူးဒိဋ္ဌိကရောအဲတဏှာဒိဋ္ဌိမချမ်းရတဲ့အတွက်ဘုန်းကြီးတရားဓမ္မဓမ္မကိုယ်ကိုအကြည့်ရတရားထားပြီးတရားထုတ်လို့ရှိရင်လေတဲ့တရားဓမ္မတို့ရနိုင်ပါပြီနိဗ္ဗာန်နိဗ္ဗာန်နော်သူတို့ဘာဒိဋ္ဌိထားပြီးတရားထုတ်ရမယ်ဆိုတော့က မင်းလေးစားကြမရှိလို့ဘုရားမရှိလို့နေကြမရှိလို့ထိုင်ကြမရှိလို့ဟိုဘဝဒီဘဝလုံးမရှိလို့တရားထုတ်တာမဟုတ်ဘူးဆိုပြီးအထုတ်နေရင်မတ်တတ်နဲ့ပေါ့ဗျာအင်းတက္ကိစ္စကတက္ကိစ္စလေးပေါ်သလိုလိုသမိကိစ္စပေါ်သလိုလိုအယောင်းဝဲကိစ္စနောကမ္မကိစ္စတွေပေါ်သလိုလိုဖြစ်လာတော့ဟုတ်ဟဲ့ယောဂီပုဂ္ဂိုလ်ပုဂ္ဂိုလ်ကိုပေါ့ဗျာဟဲ့ယောဂီပုဂ္ဂိုလ်မင်းနေကားလို့ဆိုလို့ရှိရင်ဖြင့်မင်းကိုယ်ဟာမင်းသိဆုံးမကောင်းဘူးဆိုတာ တခါမင်းတဏ္ဍာအခုကာမဝိတက်ဆိုတဲ့လောဘတွေလာနေတယ်ပြာပါဒဝိတက်ဆိုတဲ့စိတ်မချတာတွေလာနေတယ်ဝိညာဝိတက်ဆိုတဲ့သူတို့ကဘယ်လိုချိုးလိုက်မယ်ဘယ်လိုနှိမ့်လိုက်မယ်ဆိုတဲ့ဝိတက်တွေလာနေတယ်မင်းကိုယ်ဆောင်တဲ့ကလည်းသိတယ်ကွာဒိဗ္ဗစက်ကူအပင်ញင်ရတဲ့နတ်တွေယဟန်တွေကလည်းသိပါပါအကုန်သိတယ်ကွာမင်းမရှက်ဘူးလားအဲ့ဒါတွေရှက်ပြီးကြတာမင်းတွေတရားတွေကိုမလာခြင်းနဲ့ကွာမင်းသူတစ်ပါးကအကုန်သိတယ် ဲ့ဒီလိုသူတစ်ပါးအကြီးမှုသူတစ်ပါးကိုကြောက်ချင်းလန့်ခြင်းရှက်ချင်းအကြီးမှုထားသဖြင့်လေမိမိတရားခကြီးပေါက်နိုင်ပါတယ်။အဲဒါဖြင့်ဒကာဓမ္မတို့တရားကိုအဓိပတိထားသဖြင့်လေမက်ဖို့ရမက်ဖို့ရနိုင်တယ်။ဒါရင်တရားအဓိပတိထားဖို့ပြောကြပါစို့။ဘုရားသူဒကာဓမ္မတို့သွက်ခါတော်ဘုရားတရားမောမဟုတ်ကြဘူး။ဟုတ်ပါဘူး။ဘုရားတရားမြတ်စွာဘုရားရှင်နေ ဓမ္မတရားကိုသူ့ရဲ့ခါတော့အကောင်းကြီးဟောတာပဲနိဗ္ဗာန်ရောက်ဖို့ကြီးဟောတာအဲ့တော့ဘုရားတရားထုတ်နေရင်မှတ်တတ်တယ်ဘယ်စိတ်ဉာဏ်စိတ်တွေသာစိတ်သမီးစိတ်ဆွေစိတ်မျိုးစိတ်ရောင်စိတ်ဝဲစိတ်တွေဝင်လာလို့ချင်းဖြင့်တဲ့မင်းဟာဘုရားပြန်ကိုယ်မြတ်ကြီးကသွက်ခါကျော်ဘဝတားတော့သူတရားထုတ်လို့ချင်းဖြင့်ကောင်းတဲ့နိဗ္ဗာန်ရောက်ပါမယ်လို့သူကရေဝန်လာတောင်းခံပါရဲ့သားနဲ့မင်းကတရားဖြတ်မလို့မင်းကရဲ့ ကမ္မထာရအောင်ဆောင်းနေတာလားလို့ကိုယ်ကိုယ်ကိုမေးရမယ်။ဘုရားဟောတဲ့ကတွက်ခါတော်ဘုရားဒါတော်မဟုတ်ဘူး။ဘုရားတော်မြတ်စွာဘုရားရှင်ဓမ္မတရားတွက်ခါတော်နိဗ္ဗာန်ရောက်အောင်ဟောတော်မူတယ်။မင်းကတရားထိုင်နေတာကဘုရားတရားဘုရားကနိဗ္ဗာန်ရောက်အောင်ဟောတဲ့တရားကိုမင်းကထိုင်နေတာ။ထိုင်နေတဲ့တရားမင်းကသာဝိတ္တသမီးဝိတ္တဆွေဝိတ္တမျိုးဝိတ္တတွေကမင်းကဝင်လာလို့ရှိရင်မင်းကဘုရားအဆူဆူတွက်ခါတော်ဘုရားဒါနိဗ္ဗာန်ရောက်အောင်ဟောပါရစမ်းတဲ့မင်းက တရားဖြစ်နေတာလားလို့ကိုယ့်ကိုယ်ကိုမေးမှန်ပါဘူးတရားတော့မပြည့်စုံနဲ့ကွာမင်းမင်းပဲကြတာရေးမကြည့်ဖရာတရားတော့မဖြစ်နေဟိကိုယ့်ကိုယ်ကိုဆုံးမရမယ်ရေးမကြပါလားဖရာတရားတော့မင်းကမဖြစ်ပါနဲ့ကွာမင်းဟာမကြတာမင်းဟာမင်းအသာနေစမ်းပါထပ်ကုတ်ကုန်နဲ့မင်းအမယ်နေလို့ရှိရင်မင်းအမယ်ပဲသွားတယ်တော့ဘယ်သူမှမင်းမကနာပါဘူးတရားတော့လာမဖြစ်ပါနဲ့တရားကတော့နိဗ္ဗာန်ရောက်တဲ့တရားမောင်ဖြစ်ပြသရှုလို့ရှိရင်အခုမင်းက အထုပ်ပိသကရနေတဲ့ဥစ္စာတရားပြတ်လာသလိုဖြစ်နေတယ်။ဘုကာမဝိတ္တေလာပြာပါရဝိတ္တေလာဝိညာဝိတ္တေလာဖြိနာမိတ္တေလာဥဒိစ္စပုဂ္ဂိုလ်စတွေလာနဲ့မင်းဟာတရားပြတ်လာနေရလား။ဘုရားရဲ့သူသူကပဲငါတရားနိဗ္ဗာန်ရောက်တဲ့တရားမင်းလုံနေပုံကပဲတရားဖြစ်နေပါပေါ့လားလို့ကိုယ်ကိုယ်ကိုဆွဆွဲပါ။အဲ့တော့တရားကိုအဓိပတိထားခြင်းနဲ့တရားကနိဗ္ဗာန်ရောက်ပါလေလို့ဘုရားဟောခြင်းကြောင့်တိုင်းလာတဲ့တရားတွေအကုန်ငါဖြစ်ပြရှင်။ ဘယ်လိုပါလိုက်များလာတဲ့တရားတွေကုန်ပြည့်တဲ့ရှုလာဆိုတာတရားမဟုတ်ပါဘူးပုထုဇဉ်သာနာပုထုဇဉ်စိတ်တွေလာမှာပဲပုထုဇဉ်စိတ်တွေဘာလို့ဝါမှာလို့အဲတရားတရားကြာကြာလာတဲ့အရိယာစိတ်လည်းခင်ဗျားတို့ကမရှိနိုင်ပါဘူးခင်ဗျားတို့သာဏံပေါ်လာတဲ့စိတ်ဟူသေးကပုထုဇဉ်စိတ်ပုထုဇဉ်စိတ်ကိုပုထုဇဉ်ညာနဲ့ရှုရင်အရိယာညာရင့်သွားရမယ်မရင့်ပါနဲ့ဆိုရရပါဘူး ါဘူး။အဲဘယ်သူမှအရိယာလေးမွေးလာတယ်လို့ထုံးစံကိုရှိရဲ့။မရှိပါဘူး။အဲဘုရားရှင်သာနာစိတ်ကိုရှုတာနဲ့ဘုရားရှင်ကအရိယာဖြစ်ရတာရှိပဲ။အဲဒီတော့ဥမာလည်းလို့ဒါအတက်ဆရာမကောင်းဘူး။မှန်ပါပါဘူး။နောက်ကြတာဒီတော့ဘယ်ဟာရှုရမှာတော့မမင်းနဲ့ခမယဘုရားရှင်သာရိယာကမေးလိုက်တယ်မယ်။တပည့်တော်ဘုရားရှင်မှာဒါနဲ့ခမည်းတော်ကဘုရားရှင်သာနာဘာလာလားရှုတယ်ရှု နေကဟောသလိုပေါ့အရှင်အသေးကိုအရှင်ကနေရှုနေမယ်ဆိုရင်ပြည့်ရှုရတယ်ရှားသေးရလားရှားပါဘူးဗျာအသေးကိုအရှင်ကနေရှုနေရင်လေမှန်ပါဗျာအဲပြည့်ပြည့်ကအသေးကိုဗျာမှန်ပါဗျာပြညာကအရှင်ကိုဗျာမှန်ပါဗျာဒါပြန်အသေးကိုဘာလို့ရမလဲမှန်ပါဗျာအသေးကိုအရှင်ကနေရှုဆိုတဲ့အဓိပ္ပာယ်ကမမိသေးဘူးလားမှန်ပါဗျာ ပုရုဇဉ်သာနာမှာဒကာဓမ္မတို့ပုရုဇဉ်စိတ်သာလာတော့ပုရုဇဉ်စိတ်အသေးတွေကိုပုရုဇဉ်အရှင်ကရှုဖို့ရှုပါများကြတော့ပုရုဇဉ်အာရိယဖြစ်လာတာပဲဘုရူကမှယန္တာကနေသေးတဲ့ကာလမွေးလာတယ်လို့ယန္တာဆိုတော့မွေးကိုမမွေးကောင်းဘူးရှင်းပြီလားဒါပြန်ဒကာဓမ္မတို့မိမိသာနာမှာတရားထုတ်ရင်အဲတခြားသောစိတ်တွေသာသိသမီးစိတ်ဆွေစိတ်မျိုးစိတ်စိတ်တခြားလက်မချရည်ရှင်းရင်နောက်ရည်ရင်လည်း ဒကာဓမ္မတွေကတွေးလုံးနေများထုံနေလို့ရှင်မင်းကကွာဘယ်လိုဖယားခင်ကိုရမေကြီးကတွက်ခါတော့ဘုရားဒါရမောငါဟောတော်မူတဲ့တရားဒီကောင်းစွာဟောချလို့အကုန်နိဗ္ဗာန်သွားနိုင်တဲ့တရားကိုမင်းကတရားတစ်ခုလုံးဖယားတစ်ခုလုံးလာမပြတ်လာပါနဲ့မှန်ပါဗျာတဘွားကြဘုရားတစ်ခုလုံးဟောထားတဲ့တရားလာပြည့်ရမရောက်ဘူးလားမှန်ပါဗျာအဲ့ဒါကြောင့်တရားကိုအသိစိတ်ထားခြင်းနဲ့ကိုယ်ကိစ္စမပြီးဘူးလားမှန်ပါဗျာတဘွားကြအဲ့ဒါကြောင့်ဒကာဓမ္မတို့ ခေါင်းနဲ့အရေးကြီးရတရားကလည်းတခါတန်ဓေတိကောဆိုတော့တာမန်ပတိတဘောတန်ဓေတိကောဆိုတဲ့ဥစ္စာကိုယ်တိုင်မြင်ရမှန်ပါဘူးသူတော်ဘုရားကညာနဲ့မြင်တာကတော့နိဗ္ဗာန်မရောက်ဘူးမှန်ပါဘူးကိုယ်တိုင်မြင်ပါမှန်ပါဘူးကိုယ်တိုင်မြင်နိဗ္ဗာန်ရောက်မယ်ဆိုတော့ခမည်းတော်စဉ်းစားကြည့်မင်းညာကပဲပြောပါသေးတယ်ဒကာရမကညာညာသဘောလေးရကျော်ကြိုက်ပန်းလေးကခေါင်းကြိုက်အမှန်လက်ကအဲ့ဒီညာသွား မှောင်ကြီးသက်တောင်သွားလိုက်။ဘာကြောင့်မဟုတ်ဆိုတော့ရတဲ့နေရာခေါ်လို့ရတဲ့နေရာခေါ်လို့ဘာနဲ့သွားကြလို့ဆိုတော့အရာပြောက်ခြင်းနဲ့တဏှာနဲ့သွားတယ်။အောတဏှာနဲ့တော့သွားလိုက်တယ်။ညာနဲ့သွားလိုက်ပါလား။သဘောကြလားဘာနဲ့သွားရမလဲသာသနာနဲ့တော့လက်ကလေးကတခါလဲချောင်းမြောက်ဖမ်းမဲ့ပုံတုံသွားလိုက်ပြီသဘောကြဒါပြန်သနာနဲ့သွားမှာလားညာနဲ့သွားမှာလဲညာနဲ့သွားလိုက်တော့ကိုယ်တိုင်း ညာနဲ့သွားလိုက်တဲ့အခါကျတော့ကိုယ်သွားနေတဲ့တည်းနဲ့တည်းဟိုမှာရှိသေးရလားမရှိပါဘူး။ဝေဒနာလေးပေါ်လာတဲ့ဟိုမှာဟိုဝေဒနာပေါ်တဲ့နေရာညာနဲ့သွားလိုက်တဲ့အခါကျတော့ဝေဒနာဝေဒနာခန္ဓာသမားကပြည့်စည်ပြီ။ညာခန္ဓာသမားကအော်ပြည့်စည်ပေါ်လို့မသိဘူးလား။မသိပါဘူး။အဲ့ဒီကဲတော့သံသီးတိခေါ်ရတယ်။ကိုယ်တိုင်မြင်ခုနကကိုယ်တိုင်ညကြောင့်မှသံဖန်းတယ်လို့ဇဘိုးဖန်းတယ်လို့သွားတဲ့သွားတယ်လို့ဒီမှာလည်းညာနဲ့ဘယ်စိတ်ပေါ်ပေါ်စိတ်စိတ်တွေကိုနောက်ညာနဲ့ကြီးသွားပြပါ။မသိပါဘူး။ จิตစိတ်ကိုနောက်ညာနဲ့သွားပြီးတော့ပန္နိတိကောင်းမဖြစ်ဘူးလားမဖြစ်ပါဘူးသူများပြောတာကိုတွေ့လားဟာကိုတွေ့ဆိုလို့ရှိရင်ဖြင့်ဒကာဓမ္မတော့မသွေးနေတော့ပန္နိတိကောပြီးဘာလာမယ်ထင်တော့မဖြစ်ပါဘူးဟောဒီခါလေဒီကရှိကဖြစ်ပြက်ကလေးစီကိုဒီကမက္ကညာ၅ဘာနဲ့သွားလိုက်ဖြစ်ပြက်ကလေးစီကိုမက္ကညာညာဘာ၅ဘာနဲ့ပန္နိတိကောနဲ့သွားလိုက်ပြန်သွားလိုက်တဲ့အခါကျတော့ဖြစ်ပြက် ရှိကအနိစ္စတွေကဖြစ်ဖြစ်ဖြစ်သွားတော့တဏှိကွာသွားလိုက်တဲ့အခါကျတော့သူကမက်မဖြစ်ဘူးလားဖြစ်ပါဗျာအဲ့တော့ဒီဝေဒနာဖြစ်เสียတဏှာတွေဒီဘက်ကလာသေးရဲ့ဖြစ်ပါဗျာအင်းဒီကဒုက္ခဖြစ်เสียဒေါသတွေကောဖြစ်ပါဗျာအဝိဇ္ဇာဖြစ်เสียမောဟတွေကောဖြစ်ပါဗျာမလာတော့ပရိစ္ဆေသမုပ္ပါဒ်ကြီးဘက်နဲ့ဖြစ်တယ်ဖြစ်ပါဗျာဟာပရိစ္ဆေသမုပ္ပါဒ်ဘုရားပါပြေလို့ဘုရားဖြစ်ပါလေဘုရားနာပါပြေလို့ယန္တာဖြစ်ပါလေဖြစ်ပါဗျာသောတာပန်ပါပြေလို့ ဘောတာပါဖြစ်ပါလေအပယ်သွားနေတဲ့ပရိစ္ဆေသမုပ္ပါဒေရှားပြတ်တယ်သရကံပါလို့သရံဖြစ်ပါလေယုံရင်းနဲ့လောဘဒေါသတွေဖြတ်နိုင်လို့ယုံရင်းနဲ့လောဘဒေါသပရိစ္ဆေသမုပ္ပါမပြတ်ဘူးလားပြတ်လို့သရံဖြစ်တယ်အနာကံဝကြတော့ကာမရာဂယူပယာဂဆိုတဲ့လောဘဒေါသတွေမပြတ်ဘူးလားအဲ့ဒါပြတ်လို့ပါဖြစ်တယ်အနာကံရတာကြတော့ယူပရာကယူပပုံလိုခြင်းနဲ့လောဘအယူပပုံလိုခြင်းနဲ့လောဘတွေနှစ်နှစ်ကဝိဇ္ဇာတို့ကပြတ်သွားသောကြောင့်တဲ့ ။တန်ရည်ဒီကိုရှိရဘူးသွားလိုက်တော့နောက်ကယူပယာကတွေလာသေးရဲ့။မှန်ပါဘူး။အာယူပယာကတွေကိုမှန်ပါဘူး။အဝိဇ္ဇာတွေကိုမှန်ပါဘူး။ဟာဒါကြောင့်ယန္တာဖြစ်